ိသက်များအားလုံးပဲမင်္ဂလာပါရှင်ဒီချက်တော်တီတာအောင်နဲ့စကားဝိုင်းစီစဉ်ရနေပိသက်များအားလုံးကိုကျေးဇူးပါတယ်အဲ့တော့အပတ်စဉ်တိုင်းမှာဖမီတို့ကဒီ inner well being နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ mindfulness နဲ့ပတ်သက်တဲ့အကြောင်းအရာတွေတော်တော်များများကိုဒါခေါင်းစဉ်လေးအနေနဲ့ဆွေးနွေးတင်ဆက်ပေးခဲ့ရပေါ့နော်ဒီချက်ဆိုတော့ဒီနေ့မှာလဲဒါအပတ်စဉ်တိုင်းမှာတကယ်ကိုကောင်းမွန်တဲ့အရေးကြီးတဲ့ခေါင်းစဉ်လေးရွေးချယ်ခဲ့တယ်လို့ဒီနေ့မှာဆိုလို့ရှိရင်လည်းဒီ parenting ဆိုတဲ့တကယ်ကိုအားလုံးအတွက် တကယ်အရေးကြီးတဲ့အကြောင်းအရာလေးတစ်ခုရွေးချယ်ထားပါတယ်ဒီချက်မင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ အပတ်တိုင်းဒီစင်နဲ့တွေ့ရအရန်ပျော်ပါတယ်တူတူပဲဒီရတယ်ဟုတ်ကဲ့ဒါဒီနေ့မိမေတို့က parenting ပေါ့နော်ဆိုပြီးခဲ့တဲ့တစ်ပတ်ဒီမှာတော့ငါလေအာဒီ child nature နဲ့ child psychology ရဲ့အကြောင်းပြောတဲ့အခါမှာလေဒီအကြောင်းလေးနည်းနည်းတော့ပါသွားတယ်ပေါ့တကယ်ဟုတ်တယ်ဆိုတော့ဒီနေ့မှာဒီချက်အနေနဲ့ဒီ parenting နဲ့ပတ်သက်ပြီးတော့ဘလို့အကြောင်းလေးတွေဝေမျှသွားမလဲဆိုတာအရင်ဆုံးသိချင်ပါတယ် parenting ကလူတိုင်းလေဘလို့ခေါ်မလဲဆိုရင်အရန်ကိုခက်ခဲဖြစ်နေလို့ထင်ကြတာပေါ့နော်ဘလို့မျိုးတသမီကိုစောင့်ရှောက်အောင်လည်းမသိဘူး ဟိုဆရာဆင်မတွေလည်းပါမယ်။အုပ်ထိန်သူတွေလည်းပါမယ်။မိဘတွေလည်းပါမယ်။အကိုတွေအမတွေလည်းပါမှာပေါ့နော်။ဘိုးဘတွေလည်းပါ။ဘိုးဘတွေလည်းပါတယ်နော်။အဲ့ခါကျလူတိုင်းလူတိုင်းကဘယ်ရီတင်နဲ့ပတ်သက်ရန်ခက်ခဲပေါ့ဘယ်လိုကောင်းမလဲ။ကျောင်းတွေတရားရနဲ့နော်သင်တန်းတွေတရားရနဲ့နော်သူတို့တကယ်တမ်းကျတော့နေချာရပေါ့နော်။ parenting ဆိုတာကတော့ तू ကအရွယ်အစားလိုက်လည်းပါသေးတယ်။ဟုတ်ကဲ့တချို့ total မွေးလာနေစတော့ total အရွယ်လေးတွေနော်။အဲ့ရနေစတော့မှနည်းနည်းလူငယ်လူရွယ်လေးတွေပြီးလို့ရှင်တင်းနေကြ။ဟုတ်ကဲ့။ above the teenager ဆိုအဆင်အဆင်ရှိတယ်။ဟုတ်ကဲ့။ သူတို့ရဲ့ brain ရဲ့ကြီးထွားပုံလည်းမတူဘူးသူတို့ရဲ့နေချာလည်းမတူဘူးတချို့ကထင်တာငငယ်လေးမှတခုခုလုတ်ခဲ့ပြီးကြီးတဲ့ထိပါသွားမယ်ထင်တာဟုတ်ကဲ့အမေတို့အမေမေတို့သူတို့ကလုံးဝကိုယူလာတာမဟုတ်ဘူးနော်သူအမြဲတမ်းသူ့အဆက်သူ့အပိုင်းချားနေသွားတာပေါ့အချိန်ပိုင်းချားနေဆိုတော့ parenting ကကြည်ပြတ်ပါတယ်သူဟုတ်ကဲ့ပါအော်ဒီချက်ကိုရင်းလဲဒါမိခင်တူဖြစ်တဲ့အတွက်ချက်ရဲ့ဒီကလေးလေးတွေကိုပေါ့နော်ဘလို့ပုံစံမျိုးနဲ့ဒီချက်ဆောင်းရှောက်ခဲ့လဲထိန်းကြောင်ခဲ့လဲပေါ့နော် ဆိုတော့ငယ်တဲ့ခါတော့ငယ်တဲ့ခါပေါ့နော်သူတို့ကိုကနေပြီးတော့မှအထူးသဖြင့်ငယ်တဲ့ခါမှာပညာမတတ်တာပဲတက်ကြီးမဆိုင်ရပေါ့နော်သူတို့ရဲ့ safety ကိုဥစားပေးရတယ်ဟိုပြီးလို့ရှိရင်သူတို့ရဲ့ဟိုကျမကြီးပေါ့နော်ပြီးလို့ရှိရင်ဖွံ့ဖြိုးအတွက်နော်စေးတိုက်တာကြွေးမွေးတာပေါ့နော်ဒါတော့ပဲပြီးရင်သူတို့လွတ်လပ်တဲ့ နေရာလေးတွေထားပေးရမယ်ပြီးရင်နေချာနဲ့ထိပေးရတာပေါ့နော်အဲ့လိုမျိုးလေးတွေမြေကြီးနဲ့ထိတာရေထဲမှာပို့တာအဲ့လိုမျိုးလေးတွေပေါ့နော်တချို့လောက်ခဲ့တယ်။နောက်နည်းနည်းလေးကြီးသွားတဲ့ခါကျရင်သူတို့အမေးပြမေးမေးခွန်းလေးတွေမေးလာပြီဆိုရင်ရှင်းနှစ် လောက်ဆိုရင်တချာတာဝန်ယူတဲ့အောင်သင်ပေးလာတာပေါ့ဟုတ်ကဲ့နောက်ဆုံးသူ့ကိုနောက်ဆုံးဘလိုပဲဖြစ်ဖြစ်ဟာတနေ့မှာစားစိတ်ဘလောက်ရှိရအစားဂိမ်းလေးလိုမျိုးပေါ့နော်လူတယောက်ရဲ့ တာဝန်ယူတတ်မှုလေးတွေပေါ့တဖြည်းဖြည်းနဲ့သူ့ကိုသင်ပေးလာတာမျိုးပြီးရင်လည်းခီးသွားတဲ့ခါကျရင်လည်း၈နှစ်၁၂နှစ်လည်းကိုကရော့ဒီမှာ budget ဒါကင်ထား အဲတခါလေးကြောက်ရှင်သူ့မှာကုံသွားရင်လည်းတခါနှခါကုံကနောက်ပိုင်းသူ့ဟာလေးနဲ့သူချိန်ပြီးတုံးတက်ချိန်ပြီးတုံးတက်လာဒါလေးတွေအောင်ဆိုတော့ထဲ့ပေးတာပေါ့နော်ငယ်စဉ်တည်းကတာဝန်ယူတတ်အောင်ပေါ့ဟုတ်ကဲ့ပြီးတော့ဟို disable ဖြစ်သွားမှကြောက်တယ်ကလေးလေး disable ဆိုတာကမိဘအရေးသိပေးတဲ့ခါကျရင်သူတို့သူစွန်စားမှုမရှိတော့ကလေးလေးပြန်မိခိုးတာပြန်မိခိုးတတ်လာတယ်ဒါကြောင့်မလို့နည်းနည်းလေးလက်ကြီးလက်ကြီးလာတင်းနေကြဆိုပူဆိုးတာပေါ့ဟုတ်ကဲ့သူတို့မှာအခြေကြီးတွေပါလာပြီလေဟော်မုန်းတွေရဲ့ expression တွေနဲ့ဆိုတော့ main clear လေးယောက်ျားလေးကိုတွင်ရင်တုံးတာနဲ့ ဲ့အဲ့ဒါလေးတွေမှာကသူတို့ကပညာရေးပိုင်းမှာသူနည်းနည်းထိခိုက်လာတယ်ဆိုတော့သူရဲ့ဒီစိတ်ကလေးတွေကဘလိုပဲဖြစ်ဖြစ်လေးချစ်တက်လာတယ်အဲ့လိုလေးတွေချစ်တက်လာတဲ့ခါကျတော့အဲ့ချိန်မှလည်းကွယ်နားလည်မှုလေးပေးရပါဘူးပေးရမယ်ဟုတ်ကဲ့ဒီနေ့ကြာအရွယ်ဆိုလို့ရှိရင်သူမှ worry ကြီးပါလာပြီဟုတ်ကဲ့သူ့ဘဝကိုဘလိုရှိရှောက်မှမသိဟုတ်ကဲ့အော်ဘလခမို over 18လည်းမဟုတ်ဘူးဟုတ်ကဲ့အန်ဒါ18ဆိုတော့သူတို့လည်းသွားကျင်လို့လည်းသွားလို့မရအောင်မိဘခွင့်ပြုချက်ကလည်းပါအောင်မအောင်ဒါကြောင့်မလို့အဲ့အဆင့်အဆင့်အဆင့်လေးတွေကနည်းနည်းလေးသူတို့ရဲ့နေချောင်းနားလည်ပို့လို့ဟုတ်ကဲ့ တော့မြို့တို့အထူးသဖြင့်ဒီမြန်မာနိုင်ငံအပါဝင်အာရှန်ဒီဘက်မှာကြာတော့လေဘယ်လိုပုံစံမျိုးလဲဆိုတော့မိဘလူကြီးတွေပြောတဲ့စကားတွေကအမှန်ပေါ့နော်ဒါဆိုဒါပဲအထုံးမတန်နဲ့ဆိုတော့ဒီလိုမျိုးအာတီးပြင်းလာတဲ့စကားနားထောင်နဲ့အလိုပြောလိုက်လို့ရှိရင်ဆိုလိုက်လို့ရှိရင်ညင်ဝါးတဲ့ကလေးကိုဟိုတချို့ကလည်း parenting ကောင်းတယ်ပေါ့နော်ဟိုစကားနားထောင်တယ်ပေါ့ တခွန်ပြောရရင်လည်းလုံးဝမလှုပ်ရဲတော့ဘူးအဲ့လိုမျိုးဟာကောလေတချို့က parenting ကောင်းတယ်လို့လည်းပြောကြတာမျိုးရှိရဲဆိုတော့ဒါကောင်အမှန်ဖြစ်နိုင်မှာမလားတချို့အော်ဒါကတော့ဒီအေရှာဘက်ကသူယူဆချက်ပေါ့ဒါကလည်းတချို့ကတော့ပြီးဂျက်ဂျင်းလုံးလို့မရဘူးเนาะအဲ့လို့ဆိုတော့ဒါသူတို့လည်းအစင်းစင်းဒီလိုပဲထင်ပြီးလုပ်ခဲ့ကြတာဟုတ် ပြီးတော့လဲ barren အနေနဲ့ကလဲ concern ရှိကြတယ်ဟုတ်ကဲ့ perfect barren ဆိုတော့သိလို့ချင်ကြဟုတ်ကဲ့ဟုတ်ဟိုဒါသမီးကနေ perfect ဖြစ်ချင်ကြတယ်အဲ့တော့သူစီကန်နေလို့စီကန်နေလို့ပြီးလို့ရှိရင်ဟိုတခါကြတဲ့စီကန်နေကိုမဝင်ဘူးဆိုရင်ကလေးကိုရိုက်နှက်တာတို့ဆူတာတို့ဖြစ်ဟုတ်ကဲ့အဲ့လိုဆူဆဲပြီးလို့ရှိရင်လဲသူတို့ကသူတို့ gay ဖြစ်ပြီးရင်ကလေးတွေကိုမလို့အပ်တဲ့ပစ္စည်းတွေဝယ်ပြီးတော့မှနှစ်သိမ့်တာမျိုးချို့တာမျိုးဆိုတော့ကလေးတွေကရောင်းတက်တာမျိုးတွေပေါ့နော်ဒီလိုမျိုး sugar တွေကနေတောင်းနေကြတာဟုတ်ကဲ့အဲ့တော့ဟိုတချို့ရဲ့ parenting ကြတော့လဲတချို့က ူ့ရွယ်နဲ့သူပေါ့နော်မကြိုက်မကြိုက်ဖို့ပြောတယ်ဟုတ်ကဲ့နော်အာ request လုပ်တယ်ကလေးကိုဘာဒန်းတူလိုပဲဆက်ဆက်နေဟုတ်ကဲ့ကလေးဆိုပြီးမှကလေးလေးမှုလို့ခြေတို့လူကြီးတွေတဲ့အစ်စ်နိုင်နေဆိုတာမထားဘူးဟုတ်ကဲ့တည်တယ်ပဲသူတို့ကတော့ပိုပြီး privilege ဖြစ်သေးတယ်ဟုတ်အရေးကြီးသေးတယ်ဆိုတော့ကိုကအရင်ဆုံးထမင်းစားလာတဲ့လူဆိုတော့လေသူတို့မသိတဲ့ဥစ္စာပြဿနာမဟုတ်တော့ဘူးအဲ့တော့သူတို့မသိတဲ့အားကြီးကိုကိုကထမင်းရင်စားဆိုကိုကသိအောင်လုပ်တယ်ဒီလိုဖြစ်ရင်ဒီလို ဖြစ်တယ်ပေါ့နော် consequence လေးကိုပြောပြတာပေါ့ပြီးရင်သူတို့ကိုသူတို့တာဝန်ယူခိုင်းတာမျိုးပေါ့ဟိုနောက်ဆုံးဟိုအပြစ်တင်မဲ့အစားလေသူတို့အပြစ်ရှိနေတော့မှကိုကဟိုသူတို့ကိုသူတို့ခွင့်လွှတ်ဖို့တကယ်တင်ပေးတယ်။အဲ့လိုတင်ပေးတဲ့အခါကျတော့တဖြည်းဖြည်းနဲ့သူတို့သူလှုပ်ချင်ကိုင်းချင်တဲ့စိတ်ကလေးတွေဖြစ်လာတယ်။အကူအညီတောင်းတလာတာပေါ့။အဲ့ဆိုတော့မိဘနဲ့သားသမီးကနည်းနည်းလေးဟိုပေါင်းကူတရားလေးလိုဖြစ်သွားတာပေါ့။ဖြစ်သွားတာပေါ့။ဟုတ်ကဲ့။ အတဘောကြလိုက်တာအဲ့ဒါလေးအဲ့ဒါဖြစ်ပြီးတော့ဒီဘက်မှာကြာတော့အဲ့လိုမျိုးစကားနားထောင်တဲ့ခလေးဆိုလို့ရှိရင်ပို့ပြီးတော့လိမ့်ပါတယ်ပေါ့တခါလေကြာလို့ရှိရင်အဲ့လိုမျိုးနားထောင်လိုက်တဲ့အခါမှာသူ့ရဲ့ရင်ထဲမှာမကြည်လဲတဲ့အပိုင်းလေးတွေသူပြောချင်ပေမဲ့မပြောလိုက်ရတာတွေမျိုးတိတ်လိုက်ရတာတွေများတယ်နောက်သူလိုချင်တဲ့အဖြေကိုမရဘူးဒါမျိုးတွေဖြစ်လာတဲ့အခါမှာဆိုလို့ရှိရင်လည်းဒါကောင်းတဲ့လက္ခဏာရဲ့တော့မဟုတ်ဘူးပေါ့နော်ဒီချက်ဟိုလိမ့်ပါဆိုစကားကိုသုံးတော့လေလိမ့်ပါချင်တော့လေလိမ့်ပါချင်တော့လေဟုတ် မိဘတွေကမနပလိလို့တလို့ဖြစ်သွားတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကလေးရတခါကျရင်ဆိုးကျင်နှွေးကျင်တာရှိတယ်ဟုတ်ကဲ့အဲ့ခါကျတော့မလိမာကျင်မင်းနဲ့လိမ်မာကျင်အောင်ဆောင်းတာလေးတွေဖြစ်လာဟုတ်ဟုတ်အဲ့လို့ဆိုချက်လဲငယ်ရကြီးရတည်လေနော်ဟိုကိုလဲမိခင်တယောက်အခုဖြစ်ပြီမဲ့လဲအအရင်တော့ကလဲကိုလဲတမိတယောက်ဖြစ်ခဲ့တာပဲဟုတ်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ဖခင်တယောက်ဖြစ်ရင်လဲအရင်တော့ကတာတယ်နော်တာတယောက်ဖြစ်ခဲ့တာပဲဆိုတော့ဒီလိုနေရာလေးတွေအစားထိုးပြီးတော့မှကြီးတဲ့ခါကျတော့ပို့ပြီးတော့မြင်တာတာပေါ့နော်ဟုတ်ကဲ့ကျဲအဲ့တော့လေဒါမှမဟုတ် ဒီ online မှာလည်းဒါ video လေးတစ်ခုတွေ့မိရပါတော့เนาะဒီ parenting သူတို့ဒီတာသမီလေးကိုသင်ပြရခါမှာ um ကလေးမလေးတယောက်က तू လှုပ်ချင်တဲ့အရာတစ်ခုကိုသူကသူ့အမေကိုသွားပြီးတော့သူကတောင်းဆိုရဲပေါ့နော်အမေကခွင့်မပြုလိုက်ဘူးဆိုတော့သူကတိတ်ရဲအမေခွင့်မပြုရင်အဖေစီသွားမယ်ပေါ့နော်သူအဖေစီသွားတောင်းတယ်ပေါ့အဲတောင်းဆိုအဲ့ဒါကို request လုပ်တယ်ပေါ့ဒါပေမဲ့အဖေကလည်းအဲ့ဒါကိုအမေဘာပြောလိုက်လဲ မမေပြောတာကဖေဖေရဲ့ဆုံးဖြတ်ချက်နဲ့တူတူပဲပေါ့နော်သူတို့ကတင်းတစ်ခုတည်းပဲဆိုရင်ဟာမျိုးရတွေးလိုက်တော့အရန်သဘောကြပါတခါလေးကြလို့ရှိရင်တစ်ဖက်ကစီကန်တကြနဲ့ဟိုတေချာပြိုးထောင်တဲ့အခါမှာတစ်ဖက်ကဟိုလိုဘာရဲတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီဟာလုံးလို့မဖြစ်ဘူးဆိုလို့ရှိရင်သူစီမှာလုံးလို့ရတယ်ဆိုရင်ဟာမျိုးဖြစ်အောင်ဟိုတမင်တသက်မဟုတ်ဘူးဆိုပေမဲ့သူရဲ့ဟိုအပြောဆိုပြုမှုအလိုလိုက်လိုက်တာနေနည်းနည်းဖြစ်သွားနိုင်တဲ့အပိုင်းတွေရှိရပေါ့နော်ဟုတ်တယ်တချို့တခါလေးကြရင်အမှုမဲ့အမှတ်မဲ့ပေါ့နော်ဟုတ်ကဲ့ဟုတ် ဟိုမိဘနှစ်ပါးအလုပ် တက်တာလေးရှိတယ်ဘာလို့ဆိုပြိုင်တာပေါ့ဟုတ်အဖေကပိုကောင်းတယ်အမေတက်ဆိုင်အမေကပိုကောင်းတယ်ဆိုတော့အဲ့လိုမျိုးဖြစ်တဲ့ခါကျရင်ကလေးလေးတွေကဘယ်ဘက်လိုက်ရမှမသိဘူးဖြစ်တဲ့အပြင်ကိုသူတို့အနေနဲ့အဲ့ခါမှာသူတို့လိုအပ်လာလို့ရှိရင်ဟုတ်ကဲ့အဲအမေကပိုတော်တယ်ဆိုအမေဘက်ကိုလိုက်ပါမှာအနိုင်ယူရာမျိုးလေးပေါ့ဒီဘက်ကိုလိုက်အနိုင်ယူရာမျိုးလေးဖြစ်တတ်တယ်ကျွန်တော်မလို့ခုနကသတိပြောလို့ပဲဒီချက်ဆိုလို့ရှိရင်လေအဲ အဖေနဲ့စကားပြောကြရှင်တကယ်လို့ချေပြောတဲ့စကားကတားစီမှာမပောက်သွားဘူးဆိုရက်ပလိုက်တယ်ဟုတ်ကဲ့ဒါဆိုသူ့အုံနောက်တယ်မဝင်တော့ချေချစ်ချေအမေတောင်းနေနဲ့ပြောပုံစုပုံကသူ့နားတော့မရောက်တော့ဆိုရက်ပလိုက်တယ်ချေပြုံးမှာကြောင်မဲပြောလိုက်တယ်သူ့ honesty ပဲလေမမီပြောတဲ့ဟာတားရဲ့ဒီနားတော့ရောက်မှာမဟုတ်ဘူးအဲ့တော့အဖေဖေပြောတာကိုနားထောင်ကြည့်လိုက်အောင်နော်ဆိုမှညနေ9နာရီဘဲချိန်မှာအဖေလာမယ်ရေချိုးပြီးစင်တင်ဆောက်ဆောက်လေအဲ့လိုမျိုးပဲပြောလိုက်တယ်ပြောတဲ့ခါကျတော့ကလေးကလည်း ကလေးတွေကလေတကယ်တမ်းကျတော့လေလူကြီးတွေထက်ပိုပြီးတော့သူတို့ကဂတိတည်တယ်ဟုတ်ကဲ့ဟာသူတို့9နာရီလို့ပြောရင်သူတို့9နာရီမှတ်တယ်အဲ့ဒါဆောက်နေပြီဆောက်နေပြီသူတို့အစင်သိမ့်မယ်သိရမလားသူတို့ဟိုဖြစ်ကလက်စံမလုပ်ဘူးသူတို့ကနော်သူတို့ဂတိပေးပြင်လဲဂတိပေးလဲလောက်ပါတယ်ဒါကြောင့်မလို့နောက်ဆုံးတော့ခုနပြောလို့တောင်းဆိုရင်လဲလေနှုတ်မေးပြောက်တဲ့ဆုံးဖြတ်လို့မရအောင်ဖြူမိကြည့်အောင်မယ်ဟိုဘက်ကလည်းအဲ့လိုပဲအမေကိုမေးကြည့်အောင်မယ်ဆက်ပြောဆိုတော့ဟို blue commons ဆိုရင် partnership ပေါ့ဟုတ်ကဲ့ဟုတ် parenting မှာ partnership လို့ရပေါ့နော်ဟုတ်ကဲ့ဟုတ် အဲ့တော့တကယ်တမ်း parenting လုပ်တဲ့အစားအိမ်မှာရှိရဲ့မိသားစုဝင်တွေအကုန်လုံးအထင်းသူတွေအကုန်လုံးကဒါ team work တစ်ခုအနေနဲ့ဒီကလေးပျော်ပျော်ရွှင်ရွှင်တက်တက်မမာနဲ့ပေါ့နော်ကြီးပြင်းလာအောင်တို့စောင့်ရှောက်ရတဲ့ပုံစံမျိုးပေါ့နော်ဟုတ်တယ်ဟိုဆို team work ကနေနဲ့စောင့်ရှောက်တယ်ဆိုတာပေါ့နော်အိမ်မှာတခုပြောကြရရှိတာကိုကတော့လူကြီးတွေဖြစ်တယ်ကလေးလေးကတော့တယောက်နှစ်ယောက်ပေါ့ဟုတ် team work နဲ့စောင့်ရှောက်ပေးမယ်ဒီခါကျလို့ရှိရင်ကိုလူကြီးတွေဟာအဖိုးနဲ့ဒီကလေးနဲ့ဟုတ် စကားများပြီဆိုရင်မိဘကြားဝင်တာတို့ဟုတ်ကဲ့ဟုတ်ပါတယ်နော်အဖွားနဲ့ဒီကလေးနဲ့စကားများမိဘကြားဝင်တာဟုတ်ကဲ့အမေနဲ့ဒီတူသားလေးနဲ့စကားများရင်လေ ဖိုးရွားရဝင်လာလို့ရှိတယ်ဟုတ်ကဲ့ဟုတ်အဲ့မျိုးဆိုရင်အဲ့ relationship တွေကသူ့သူ relationship တွေကရှိပြီးသားဟုတ်ကဲ့သူတို့လွတ်ထားပေးလိုက်ရတယ်ဟုတ်ကဲ့ဟုတ်ကဲ့သူတို့အချင်းချင်းတကယ်ဆိုလို့ရှိရင်ဟိုနမူနာပေါ့နော်တကယ်သားနဲ့သူ့ဖွားရင်တည်းက television remote ကိုလုတယ်သူလည်းကတ်တွန်းကြည့်နေတယ်ဟိုကလည်း news ကြည့်နေတယ်အရင်တော့ကျတော့လေဖြန်းပြေးနေကွာကြားထဲမှာအလုံးမဖြစ်ဘူးနောက်ဆုံးတော့နှစ်ယောက်စလုံးကိုမတိကြအောင်စောင်းမတကားပိတ်ခက်လိုက်မှသူတို့အချင်းချင်းညှိပြီးတော့ တို့တော့အလုပ်လုပ်သွားအဲ့ကြောင့်လို့အဲ့လိုလေးတွေပေါ့နော်နောက်မှဆိုလို့ရှိရင်ကလေးကဒီကြားထဲမှာသူ့ဘက်ကဘသူကပါလို့ဘသူကပါလို့ဆိုမှစိုးနွေပြောမှစိုးသွန်းသွားတာလေးရှိတတ်တယ်ဟုတ်ကဲ့ကျေဟုတ်တယ်အဲ့တော့ဟိုဒီချက်ပြောရဲ့အချက်ထဲမှာဆိုမြေသဘောကြတာကဒီတောက်လျှောက်ကြီးကလေးကိုတသမတ်ထဲပုံစံအတိုင်းပုံသွင်းလို့မရဘူးသူတို့ရဲ့အသက်အရွယ်သူတို့ရဲ့ သက်ရွယ်အပိုင်းခြားကြီးပြင်းလာတဲ့အဆင့်ဆင့်ကိုမိဘမြင်ပြီးတော့မှလိုးဒလိုလေးပေါ့နော်ပုံသွင်းပြီးတော့စောင့်ရှောက်ရမယ်ဆိုတာလေးလဲဟိုခံစားမိရပေါ့နော်တခါလေကြောက်လို့ရှိရင်လည်းခုနတိချက်ပြောသလိုတိချက်ပြောလို့မရတဲ့အပိုင်းတွေကိုဒါဒါဟိုဒါအမျိုးသားကိုပြောပြောဖို့အတွက်ဒါဟိုခွင့်ရေးပေးလိုက်တယ်ဆိုတဲ့ပုံစံမျိုးရှိတခါလေကြတော့နှစ်ဖက်မှာပေါ့နော်တစ်ဖက်ဖက်ကတော့နည်းနည်းသူရှိန်ရတဲ့သူတယောက်လောက်လည်းရှိဖို့လိုတယ်လို့ထင်တယ်ပေါ့နော်ခလေးရဲ့သဘောတဘာဝကြတော့မိခင်ကအရန်ပျော့နေလို့ရှိရင် အဲမိခင်ကြတော့လှုပ်လို့ရတယ်အဲအဖွားဆိုရင်ပိုအလိုလိုက်တယ်ဆိုတော့ तू လိုတာထက်ပုံမှာမိခင်ကတခြားလုံးကိုဒီတလုံးပဲစားရမယ်ဆိုလို့ရှိရင်အဖွားစီကသွားတောင်းစားရင် तू နှလုံးသုံးလုံးစားရမယ်ဆိုတာကိုသိနေတဲ့ပုံစံမျိုးပေါ့နော်ဒါပေမဲ့အမေအမေထက်စားလို့ရှိရင်အဖွားကိုပိုပြီးတော့ तू ကပိုရတယ်ဆိုပြီးတတ်မှတ်လိုက်တာမျိုးအဖေကိုနည်းနည်းပိုချိန်တာမျိုးဒါမျိုးလေးလဲဟို balance ဖြစ်ဖို့လိုတယ်လို့ထင်တယ်အေးဟုတ်တယ်ဒါကြောင့်မလို့လေ motherhood fatherhood ဆိုတာရှိတယ်နော် father တော့သူ့ရဲ့ထုံးနဲ့သွားတာဟုတ်ကဲ့ဟုတ်ကလေးကအဲ့ father ထုံးကိုလည်းရရမယ်ဟုတ်ကဲ့ဟုတ်မိခင်ရဲ့ထုံးကိုလည်းရရမယ်အဲ့နှစ်ခုကြားထဲမှာသူ balance ညီသွားတာဟုတ်ကဲ့ဇာတ်မို့ single mom လို့ဆိုလို့ရှိရင်တခါလေကြားလို့ရှိရင်သူကဟို father figure ပြောင်းနေလို့ရှိရင်ဦးလေးကို father figure လောက်တာမျိုးပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုမျိုးလေးတွေသူတို့ adjust လောက်တာပေါ့နော်အဲ့လိုမျိုးလေးလောက်ဖို့လိုတယ်ဟုတ်တယ်နော်ရှင်မိခင်တရားထဲနဲ့စောင်းရှောက်ရတဲ့အခါမှာဒီကလေးရဲ့နည်းနည်းလိုအပ်တဲ့အထင်းကွန်နေရာလေးတွေမှာနည်းနည်းသူကြောက်ရမဲ့သူ ပြန်သူ့ကိုယ်သူထိန်းရမယ့်နေရာမှာလိုအပ်ချက်ရှိသွားတဲ့အပိုင်းလေးလည်းဖြစ်နိုင်တာပေါ့နော်။ဟုတ်တယ်။ဒါဆိုကျတော့တစ်ဆက်တည်းအဲ့ single mom နေအနေနဲ့ဆိုလို့ရှင်ရောဒီကလေးလေးကိုသူတရားထဲပေါ့နော် motherhood ကဒီ fatherhood တော့ပေးရတဲ့အခါမှာသူတို့ သူတို့လည်းတော်တော်လေး stress တွေလည်းရှိမှာပဲပေါ့နော်အင်းဟိုတကယ်လို့ကြွန့်ကျင်လာတယ်ကို practice လုပ်လို့စိတ်ဝင်စားတယ်ပေါ့နော်ကိုသားကိုကိုကနေမှာ single mom နဲ့ထိန်းချောင်းမယ်ဆိုလို့ရှိရင်သူကဟိုအမေရဲ့စကားအသုံးတော့အဖေစကားအသုံးတော့လို့ရတယ် father figure လို့မျိုးပေါ့ဆိုတော့သူတို့နှစ်ခုလုံးကို play လုပ်ရမှာပဲလုပ်ရမှာနော်သူနှစ်ခုလုံးကို play လုပ်ရမှာအဲ့ဒီအတွက်လည်းသူကပို့ပြီးတော့မှသူကြန့်ခိုင်အောင်နေရမှာပေါ့ mother ဟုတ်ပေါ့နော်ဆိုတော့အဲ့လို mother တွေကတချို့တွေဆိုလို့ရှိရင်တယောက်သေးနဲ့လှုပ်သွားတော့သားသမီးတွေတိုးတက်သွားရလည်းရှိရှိတယ်ဟုတ်ကဲ့ တစ်ဖက်ကလည်းချော့တန်ချော့တစ်ဖက်ကလည်းချောက်တန်ချောက်ဆိုပုံစံမျိုးပေါ့နော်ဟုတ်တယ်ဟိုကြောက်ဖို့ထက်လीဟိုတဘောကတော့ partnership လိုမျိုးပေါ့ဟုတ်ကဲ့တချို့ကလေးကပါ partnership လိုမျိုး accountability ထည့်ပေးလိုက်တာထည့်လိုက်တာเนาะအမေမေကဒါလုပ်နေတယ်တသားလည်းဒါလေးကူညီပါလားဟုတ်ကဲ့ပြီး we ဆိုစကားကိုသုံးရသုံးပါအမေတို့ကလေတားတို့ကလေအဲ့လိုမျိုးပေါ့အဲ့လိုစကလုံးသုံးတာမှအမေမို့လို့တားမို့လို့မဟုတ်ဘဲနဲ့အိမ်မှာရှိရဲ့ချင်းနေနဲ့သုံးရင်ခလေးကပါစိတ်ဝင်စားလာတယ်ဟုတ်တယ် ဟုတ်ကဲ့ဒီမှာကျတော့ကလေးတွေကိုတိတ်ပြီးထဲမတွက်ကြအောင်များတယ်ပေါ့နော်ဟုတ်တယ်အဖက်တိတ်မလို့ဘူးတကယ် serious case တွေပြောတော့မယ်ဘာညာဆိုရင်တော့မှကလေးကကလေးလိုနေဝင်မရှုံနဲ့တော့အဲ့လိုမျိုးတွေကိုဒါတချို့ကိစ္စတွေမှာတော့မှန်တယ်ဆိုပေမဲ့အများတန်းအဲ့လိုမျိုးလောက်ခံရတဲ့အခါမှာကလေးကသူအရေးမပါဘူးအဲသူကဒါဘာမှအခုအညီမဖြစ်ဘူးဆိုတော့စိတ်လည်းဖြစ်နိုင်တာပေါ့နော်ဟုတ်တယ်သူ့အသက်အရွယ်နဲ့သူပေါ့နော်သူတို့မှလှုပ်ဆိုင်နိုင်တဲ့ စွမ်းအင်လေးတွေရှိတယ်ဟုတ်ကဲ့သူ့အတိတ်ရွယ်လေးနဲ့အဲ့ဒါကိုမိဘတွေကကြည့်ပြီးတော့မှလုံးနောက်ဆုံးကလေးလေးတယောက်ကနေတော့မှတခုခုပေါ့နော်ဒီဟို block ကလေးတွေလုံးရင်တောင်မှမိဘကသွားတစ်ခါကျရင်မကူညီတဲ့မကူညီရဟုတ်ကဲ့အဲ့လိုမျိုးသူတို့ပြီးအောင်ဆောက်ပါစေခါလေးမိဘကသွားကူညီလိုက်သူစိတ်ဆိုးတယ်ဟုတ်ကဲ့အဲ့လိုမျိုးပေါ့နော်သူတို့ psychology ပေါ့ဟုတ်ကဲ့အဲ့လေးလည်းသိဖို့လိုတယ် အဲ့ရနေစတာပဲသူကဟုတ်ကဲ့သူလုတ်ပိုင်ခွင့်ရှိရသူလုတ်လို့ရပါလားဆိုတော့သူ့ရဲ့ဒီ energy build up လုတ်တာပေါ့နော်ဆိုရင် build up လုတ်တာငင်းငယ်တွေကတဆင်ချင်းသွားတာတနည်းအားဖြင့်ဖြတ်ပြီးလုတ်လို့မရဘူးမရဘူးအဲ့ဒါကသူကတစ်ပင်လေးကိုရေလောင်းရတယ်လို့ပေါ့ဟုတ်ကဲ့သူတို့ထိမ့်သိမ့်တဲ့ခါကျတခါလေကျလို့ရှိရင်ကလေးဘွားကမှမလုတ်ခဲ့အောင်လူကြီးဆက်ဆံနေခဲ့ရရင်ဟုတ်ကြီးလာတဲ့ခါကျရင်သူတို့လွတ်လပ်သွားတဲ့ခါကျရင်ကလေးပြန်ဆန်ကြရအောင် ုတ်ကဲ့သူအသက်ရွယ်လေးနဲ့သူလုံတဲ့လှုပ်ထိုက်တာလေးလှုပ်ရတယ်လူစားအကုန်ပေးလှုပ်ရမယ်တခုတော့ရှိတာပေါ့ဟိုဒီလိုလှုပ်ရင်တော့နော် မီးတို့နဲ့မဆိုင်ဘူးနော်တသားပဲထိမှာနော်အဲ့လိုပေါ့ဝန်ဒီလေးတော့ပေးထားပါပေးရမှာပေးရမှာတရားလားနော်အဲ့တော့ကိုယ့်ကိုလှုပ်ပေးတာလှုပ်ပေးရတကန်တာလေဒါပေမဲ့သူတို့ကတော့သူတို့ပဲခံရမယ်ဆိုတာလေးကိုတော့ကွာလက်ညှိုးထိုးပေးရမယ်ဟုတ်ကဲ့တာဝန်လေးယူခိုင်းတာလေပေါ့နော်အဲ့ဒါဆိုလို့ရှိရင်သူတို့ကနားလေတယ်သူတို့အရင်စမဖြစ်တာခလေးဆိုတာဟုတ်ဟုတ်ဘာလို့သူတို့မှာတခြားအရာတွေမရှိဘူးလေဟိုစီးပွားရေးမရှိသေးဘူးလူမှုရေးလည်းမရှိသေးဘူးပြောရှင်ဟိုအလုပ်လုပ်ရမယ်ဆိုတာလည်းမရှိသေးတော့သူတို့ရဲ့ brain ကမိဘနှစ်ပါးကိုပဲကြည့်နေတာတစ်ချိန် ကလေးလေးတွေကရင်းဒစ်စ်ဆောင်းနဲ့မိဘနှစ်ပါးကဒီလိုလေး move လုပ်ရင်သူတို့ light move မှာပဲဟုတ်ကဲ့ဟုတ် exactly ပြောတာနဲ့မဆိုင်ဘူးအပြုတ်မျိုးကြည့်ပြီးသူတို့လုပ်တာအော်ဟုတ် manners ပေါ့နော်ဆိုတော့မိဘတွေလည်းဒါကိုဒီဒီ marriage life နဲ့ပေါ့နော်ဒီ parent ဖြစ်လာတာနဲ့တောင်မှ မတူညီဘူးဆိုတော့အရန်ကို different ဖြစ်သွားရဲဆိုတော့စကားရလည်းမျိုးကြားဘူးတယ်။ဟိုရှေ့မှာလည်းဒါအများသောအားဖြင့်တငယ်ချင်းနဲ့မှဖြစ်ဖြစ်ကိုယ့်ရဲ့အခြေကြီးတဲ့သူတွေမှာပဲအတွေ့အကြုံတွေလည်းအများကြီးယူပါဘူးတာဖြစ်တဲ့အတွက်အဲဒါ parenting ကဘယ်လောက်ထိအရေးကြီးလဲဆိုတာကိုအိမ်မှာတတမီမီလေးရှိတဲ့သူတွေ marriage life ကနေပေါ့နော်ဒီကလေးလေးနဲ့ family plan လောက်ထားတဲ့သူတွေလည်းတော်တော်လေးကိုမှအာတည်တင်းတည်ထိုက်တဲ့အကြောင်းအရာတခုလို့ထင်ပါတယ်။အဲ့တော့ဒီချက်နေတဲ့ဒီစီစီကနေကြည်နေတဲ့ဒါ marriage ကနေပေါ့เนาะဒီချက် family plan တခုပေါ့เนาะဒီကလေးလေးတွေကိုကျွေးမွေးစောင့်ရှောက်တော့မယ်ဆိုရင်သူတွေကိုဘာများပြောချင်ပါသေးလဲဒီချက်ပြောချင်တာကတော့လေဟို perfect parent ကိုတိတ်ပြီးတော့မယူစုပါနဲ့ဟုတ်ကဲ့ဟို parents ဆိုတာလဲကွာဟိုလူသားပဲလေเนาะ perfect ဖြစ်ဖို့တာသမီးကိုဝန်ခံစရာရှိရဝန်ခံ တာသမီးဆိုတော့ဝန်ခံမှကြိုက်တာနော်မင်းမားရယ်ဆိုလည်းမင်းမားမားရယ်ပေါ့နော်တောင်းပန်ခြင်းလည်းတောင်းပန်ချက်ဆိုအမြဲတမ်းတောင်းပန်တာကုတ်သားကိုလေးတည်ရနော်အဲ့လိုမျိုးပေါ့ပြီးသူတို့ request လောက်ရှာရှာလည်းလောက်ပါနော်ဟိုသူလူကြီးလေးလိုမျိုးသူတို့အလုပ်ပေးတာမျိုးလေးလည်းလောက်တာမျိုးပေါ့နော်အဲ့မျိုးလေးလည်းလုပ်တင်နေပြီးတော့ honesty ပေါ့နော်သူတို့ ਨੇ ပွန့်ပွန့်လင်းလင်းဆက်ဆံတာမျိုး friendship လိုမျိုးပေါ့ friendship လိုမျိုးဆက်ဆံမှာအဲ့ခါကြလို့ရှိရင်သူတို့တွေကမိဘကိုပဲသူတို့ကပို့ပြီးတော့တွေ့တာလာတတ်တယ်ဟိုသူတို့ယင်ထဲမှာရှိတဲ့ဟာအပြည့်မရောက်တော့ ့ပေါ့နော်အဲအကြောင်းမလို့ပြီးတော့လဲစိုးရင်ကြောင်းကြစစ်စိတ်သိမ့်မထဲ့ပါနဲ့ညာတော်အဖြစ်က parent တွေကဘလို့ဖြစ်လဲဆို something wrong with my children ဆိုတာကိုထည့်ထည့်ထားတယ်ဟုတ်ကဲ့ဟုတ်ကဲ့အများနဲ့ရှင်းလိုက်ငါသားသမီးကတခုခုချွတ်ရင်းနေတယ်ဆိုရယ်စိတ်ကလေးမသိတဲ့စိတ်ကလေးဝင်တတ်တယ်အဲ့ဒါလေးတော့ဖယ်ထုတ်ဖို့လိုတယ်လို့နော် ကိုမွေးထားတဲ့သတ္တမရတော့တကယ်တမ်းကျတော့ precious ပေါ့နော်ဟုတ်ကဲ့တချို့နော်ယန္တနာလေးတွေပါပဲလို့ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးတင်တဲ့ဟုတ်ကဲ့ပါရှင်အဲ့တော့ဒီနေ့မှာဖွေတို့ဆွေးနွေးခဲ့တာကတော့ဒီ parenting ဆိုတဲ့ကောင်းစင်အောက်ကပေါ့နော်ဒီကလေးလေးနဲ့ပတ်သက်တဲ့သူတို့ရဲ့ nature ကိုပို့ပြီးတော့နားလည်ဖို့နောက်ပြီးတော့ အဲဒီကလေးလေးတွေကြီးပြင်းလာအောင်မျိုးတို့ပျော်ပျော်ရွှင်ရွှင်နဲ့တို့ရဲ့ life လေးမှာတတောင်းတတာဖြစ်အောင်ဒီဘောကောင်းကောင်းနဲ့ဘယ်လိုမျိုးစောင့်ရှောက်အောင်လဲဆိုတာကိုပြောပြပေးခဲ့တာပါအဲ့တော့ဒီကနေ့အစီအစဉ်ကိုအချိန်ပြီးပြီးတော့ကြည့်ရှုအပေးရပရိသတ်များအားလုံးအကျေးဇူးအများကြီးတင်ပါတယ်နောက်တစ်ပတ်မှာဆိုလို့ရှိရင်လည်းတကယ့် inner well being နဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့တို့ပြမျိုးပြန်လာခဲ့ပါအောင်မရှင်